ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ယာဒီဘောအသီးနှံစည်းသီးလေးကိုကိုယ့်အိမ်မှာပဲအလွယ်တကူနဲ့တန်တန်ရှင်းရှင်းရိုထိုးပြီးစားကြမယ်ရှင်။ဒါဆိုရင်ဇီယိုလေးကိုစုဘလို့ထိုးတာလဲကြည့်ပေးကြပါအောင်ရှင်။မုံလုံးထညက်15လုံးခန့်ကို အရင်ကြိုထားလိုက်ပါမယ်ရှင်။ထညက်အားလုံးအရေးပြောသွားလို့ရှိရင်သဲတွေမပအောင်လို့ရေစစ်ကလေးနဲ့ရေစစ်ပေးထားပါရယ်ရှင်။ တန်ရှင်းပြီးသွားတဲ့ထညက်ရည်ကိုကြိုမဲအိုးရဲကိုပြန်ထည့်လိုက်ပါရယ်ရှင်။စားလေးနဲ့ငယ်ထည့်ပါရယ်ရှင်။နောက်ပြီးတော့ဂျင်းလေးတွေကိုချစ်ပြီးတော့ထည့်ပါရယ်ရှင်။ကျင်းထက်ပြီးသွားရင်ဆလီစည်းသီးလေးအစ်မပါတဲ့ဆလီစည်းသီးလေးတွေကိုထည့်လိုက်ပါရရှင်။ဒါဆိုရင်ကြိုလို့ရပါပြီရှင်။မီးအေးလေးနဲ့ပဲကြိုပါရှင်။ မိပြင်းရင်အောက်ကထညက်ရည်တွေဂျိုတူမှာစိုးလို့ပါရှင်။ကိုစိတ်ကြိုက်အနေထားရရင်စီလေးတစ်စုံထည့်လိုက်ပါရရှင်။စီထည့်တာတော့ကာလာအယောင်လေးတောက်အောင်လို့ပါရှင်။ဒါဆိုရင်တော့ကိုယ့်အိမ်မှာပဲတန်တန်ရှင်းရှင်းနဲ့ယူထိုးစားတဲ့ဇီးယိုလေးရပါပြီရှင်။အမျိုးတို့လည်းလိုက်ပြီးတော့ထိုးစားကြည့်ကြပါအောင်ရှင်။